ဆောင်းဝင်ခြင်းနဲ့တဲ့အာဆင်နယ်ကိုအကောင်းဆုံးခြေထိုးခံလိုက်နိုင်တဲ့အက်စတွန်ဗီလာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဒဗင်ရှူဒီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပေါ်ချက်ကာလကိုရောက်ရှိနေပြီဖြစ်တာကြောင့်အသင်းတွေအနေနဲ့လည်းဒဏ်ရာပြဿနာတွေစတင်ခံစားလာရပြီဖြစ်ပါတယ်ဒါတွေရဲ့ထင်ရှားတဲ့ဥပမာတစ်ခုကတော့ပြီးခဲ့တဲ့နေ့မှာကစားသွားခဲ့တဲ့အာဆင်နယ်အသင်းပဲဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့ဇယားထိုင်မှာဦးဆောင်နေနိုင်တဲ့ဆိုပေမဲ့လည်းအက်စတွန်ဗီလာအသင်းနဲ့တွေ့ဆုံချိန်တိုင်းရုန်းကန်ရလေရှိပါတယ် ဒီအစင်လာကြီးကဒီယာဒီမှာလည်းထပ်မံတည်မြဲသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ Aston Villa အသင်းကိုဦးဆောင်လာခဲ့တဲ့ Unai Emery ကလည်းအချိန်ကသူကင်တွေရင်အောင်မြင်မှုတွေရရှိခဲ့တဲ့ Arsenal အသင်းကိုကောင်းကောင်းကြီးဆုံးမသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ Arsenal အသင်းအနေနဲ့ Unai Emery ကင်တွေခဲ့တာကြောင့်ရလဒ်တွေဆိုးရွားခဲ့တာတော့မဟုတ်ဘဲနဲ့အခု Assistant နီးပြကြီး Arteta ကင်တွေနေစဉ်ကာလအတွင်းမှာလည်း FA Flat တလုံးသာရရှိထားသေးပြီးတော့ဒုတိယနေရာကို၃ချိန်ဆက်တိုက်ဆုတ်ခူးထားပြီလည်းဖြစ်ပါတယ်။ဒီလိုမျိုးဒုတိယရရှိခဲ့တဲ့ဒုတိယမြောက်နှစ်ကဆိုရင် အက်စတွန်ဗီလာအသင်းကကောင်းကောင်းကြီးနောက်ကောက်ချပြသွားခဲ့တာဖြစ်ပါတယ်။အခုလည်းပဲချန်ပီယံပြေးလမ်းကြောင်းမှာဦးဆောင်နေတဲ့အာဆင်နယ်အသင်းကိုအက်စတွန်ဗီလာအသင်းကအကောင်းဆုံးခြေထိုးခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီပွဲစဉ်ကိုမပြောခင်အရင်ဆုံးသတိထားတင်တာကတော့အာဆင်နယ်အသင်းအနေနဲ့အထူးကစားသမားတွေဒဏ်ရာရနေပြီးလွှဲချော်ခဲ့ရတာကြောင့်အခုလိုရလဒ်ဆုခဲ့တာဖြစ်နိုင်ပါတယ်။လူသုံးတက်ဆုံတဲ့သားကစားမင်းဆိုရင်တော့ဗီလာအသင်းကိုအ ਨੇ ဆုံးတရေလောက်တော့ခံပြီးတော့ကစားနိုင်မယ့်အနေအထားမှာရှိပါတယ်။အခုချိန်မှာတော့ရှုံးနေသွားခဲ့ပြီဖြစ်ပြီးတော့ ဆောင်းဝင်လာလို့အေးတက်တွေများလာတာတဲ့အမြအာဆင်တဲ့အသင်းကလည်းသူတို့ရဲ့ပင်ကိုဗီဇတွေကိုစတင်ပြတာလာတာဖြစ်ပါတယ်။အခုဆိုရင်ဒုတိယနေရာကလိုက်ပြီးတော့ချင်းချောင်းနေတဲ့မန်ချက်စတာစီးတီးအသင်းနဲ့ရမ်းမနှစ်မှတ်သာကွာဟနေပါတော့လေ။တစ်ဖက်ကသူတို့ကိုအနိုင်ယူသွားနိုင်ခဲ့တဲ့အက်စတွန်ဗီလာအသင်းကလည်းအဆင့်၃ထိတက်လာနိုင်ခဲ့ပြီးဖြစ်ပြီးတော့အာဆင်နဲ့စုစုပေါင်းရမ်းမ၃မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ကြိုရမယ်ဆိုရင်ဒီပွဲစဉ်ဟာပရိသတ်အားပေးမှုတော်တော်များပြားတဲ့ပွဲစဉ်တစ်ခုလို့ဆိုလို့ရပါတယ်။လာရောက်အားပေးတဲ့နှစ်ဖက်အသင်းရဲ့ပရိသတ်တွေဟာ ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ final ပွဲစဉ်ကိုအားပေးနေရတဲ့အတိုင်းအသေးအတန်ကိုအားပေးခဲ့တာကိုတွေ့ရပါတယ်။ကစားသမားတို့ဘောလုံးထိလိုက်ပြီးဆိုတာနဲ့ထပ်ပေါ်လာတဲ့ over တန်တွေကကွင်းလင်းလုံးဖြစ်ရှံနေခဲ့ပါတယ်။ဒါကြောင့်လည်းကစားသမားတွေအကုန်လုံးကအားကျိုးမတက်ကစားခဲ့ကြတာကိုတွေ့ရပါတယ်။တရားဒီအတွင်းမှာကြည့်ရတဲ့ Premier League ပွဲစဉ်တွေထဲမှာမှအတန်ဆုံးပွဲစဉ်လို့တော့ဆိုလို့ရပါတယ်။ပရိသတ်တွေကိုအပြေအဝါဖျော်ဖြေခဲ့တယ်လို့မထင်မှတ်ထားတဲ့အပြောင်းအလဲရလဒ်တွေကြားထဲမှာဖီလာသားတို့ရဲ့မဆုံးမနစ်ကြိုးစားမှုတွေကိုလည်းထပ်မံမြင်တွေ့ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်ပါတယ်။ နောက်ဆုံးသောမိနစ်နောက်ဆုံးသောအခိုက်အတန့်မျိုးမှာလူသားဝင်ကစားသမားတအုပ်ကအဆုံးဖြတ်ဖြစ်စီမဲ့ရွှေကိုကိုသွင်းယူလိုက်တဲ့အချိန်မျိုးမှာပြိသက်တွေအနေနဲ့ဘလောက်ထိတောင်မှပျော်ရွှင်နေကြမလဲမှန်းဆလို့မရနိုင်အောင်ပါပဲဒါရီရဲ့တစ်ဖက်မှာတော့ဖော်မပြထက်လောက်အောင်ကြာဆင်းသွားတဲ့စိတ်ဓာတ်တွေကိုလည်းကျွန်တော်တို့တွေတွေ့မြင်ခဲ့ရပါတယ်ဒီပွဲစဉ်အပြည့်မှာတော့အာဆင်နယ်နီးပြအာဒီဒါကိုတိုင်းဖိအားတွေကြောင့်ရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်အဆင်းနဲ့မှလိုက်လံချိချောက်နေတဲ့မန်စီးတီးအသင်းကခေတ္တအသင်းတစ်သင်းမဟုတ်ဘဲနဲ့ဖိအားဓာတ်တွေကိုကောင်းကောင်းကြီးရင်ဆိုင်နိုင်သွမ်းရှိတဲ့ပကွာဒီယိုလာလို နီးပြမျိုးကကင်တွင်နေတဲ့အသင်းဖြစ်နေပါတယ်။ဒါကြောင့်လေအာဆင်နယ်အသင်းအနေနဲ့လာမယ့်ပွဲစဉ်တွေမှာတော့လုံးဝကိုအမားရင်းခံလို့မရတော့ပါဘူး။ဒါအပြင်တတိယနေရာကိုရောက်ရှိနေတဲ့ Unai Emery ကလည်း Premier League ရဲ့နီးပြအတွေ့အကြုံကောင်းတွေကိုပိုင်ဆိုင်ထားသလိုကစားသမားစည်ရင်းကလည်းတောင့်တင်းနေတာကြောင့်သူတို့အနေနဲ့ Premier League Super League ကိုမရယူနိုင်ဘူးလို့တော့ကျင်းသေးကမ်းမပြောလို့မရနိုင်သေးပါဘူး။လောလောဆယ်မှာတော့ချန်ပီယံလူပတ်အဖြစ်ဒီ၃သင်းကဥဆောင်နေပြီးတော့ ပွဲချက်ကာလတွေမှာဘယ်သူတွေကဖိအားတွေကိုကျော်လွန်ပြီးတော့ပြေးလန်းကိုဆက်လက်ဦးဆောင်သွားမလဲဆိုတာကတော့ရင်ခုန်သွားနေပဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါလိမ့်ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေဗျာ